ွှဲအောင်ငါလုတ်ပေးမယ်ငါလုတ်ပေးနေရတယ်အများကြီးပဲငါအကူညီပေးတာတို့အကုန်လုံးအစီတို့အမေရိကတို့အကုန်လုံးရောက်ကုန်ကြပြီမင်းတို့နှစ်ကောင်တော့မှတိုင်ပတ်နေတယ်ဒါတော့တို့တမိုင်းတို့ရေးတာပဲလေဘယ်တက်နိုင်မှာမလို့တို့တို့ကလည်းတို့တမိုင်းကိုရေးရမှာပေါ့တမိုင်းနဲ့လက်ရှိဒါတမိုင်းနဲ့ကောင်းတယ်ကျွန်တော်တို့ခြိုက်တယ်တို့အဲ့လိုဖြစ်သွားတာကိုကျွန်တော်ဝမ်းသာအဲ့ဒါဒီမိုကရေစီပဲစစ်မှန်တဲ့ဒီမိုကရေစီကိုရကြရင်တို့ချုပ်တော့လို့တယ်ဒီမှာ ဘုံထောင်တိုင်းတော်လန်ရင်မဟုတ်ဘူးကွာမင်းတို့ရည်ရွယ်ချက်တွေမှားနေပြီအင်္ဂါဆရာဝန်တယောက်အမြင်နဲ့ပြောရမယ်ဆိုရင်တန်ရာတွေများနေတဲ့အတိုင်းပြည်ကိုတန်ရာတွေပျောက်ကင်းသွားအောင်လှုပ်ပေးနိုင်မှစစ်မှန်တဲ့တော်လန်ရင်ဖြစ်တော့မှာပေါ့ကွာအာအဲ့ဒါလည်းမဟုတ်သည်ငါတို့ကတော့ဘာလို့လောက်အောင်ထုံးမှာအခုလေမင်းတို့ရဲ့အတူရောက်ရွေးကောက်ပွဲကြီးကိုငါတို့ဘက်ကမရရောက်ချက်အဲ့ဒါတော်လန်ရင်ပဲဘာဖြစ်လို့ဖြစ်ချင်တယ်လဲကျော် ရွေးကောက်ပွဲဖြစ်မှမင်းတို့လူချင်းတဲ့ဒီမိုကရေစီလမ်းကြောင်းဆိုတာပွင့်သွားမှာပေါ့ဒါတို့ညီတူမဟုတ်တော့ဒီတူမဟုတ်တော့ဘူးနိုင်ငံတော်တစ္ဆာဖောက်ပြပုံကန်ထားတဲ့ရန်စွဲကောင်နဲ့ပူးပေါင်းတော်တဲ့အကြမ်းဖက်အားပေးတွေပဲဖြစ်တယ်ဒါကြောင့်မလို့အကြမ်းဖက်အားပေးတွေဖြစ်တဲ့အတွက်ဒီနိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားအလုပ်ကဒီလိုအကြမ်းဖက်ဓမ္မတွေကိုလုံးဝလက်ခံခွင့်မရှိဘူးဒါဖြစ်ဖြစ်ကြတာပဲဒါကြောင့်မလို့လက်နက်ကင်ထားတဲ့ UG တွေတော်နိုင်အင်အားစုတွေအနေနဲ့အဲ့ဒီကားထဲမှာပါတဲ့သူအားလုံးဟာ တော်လှန်ရေးအင်အားစုတွေအနေနဲ့စစ်ရေးပြစ်မှတ်ဖြစ်အရေးယူဝင်ရှိပါတယ်နော်ဒါဟာပြည်သူအများစုရဲ့စံနှုန်းနဲ့ပဲကိုက်ကြည့်လိမ့်မယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်ကောင်စီရဲ့ရွေးကောက်ပွဲအတွက်မြန်မာပြည်ရဲ့နာမည်ကြီးမင်းသားတွေပါဝင်တရုတ်ဆောင်ထားသူတွေကိုစစ်ရေးပြစ်မှတ်ဖြစ်ကြီးညာလိုက်ပြီးမှုအဆုံးထိနားဆင်ဝေဖန်တုံ့တက်ပေးသွားကြပါဦးခင်ဗျာ။ဖာကောင်းကောင်းကြွေးရပါမယ်။အခုဆိုရင်အမှုပညာရှင်တွေလို့တို့တို့ပြောတဲ့ဟာတွေတက်တလုံးပြည်သူရှင်းရရင်တော့ချိုးတလို့ပုံစံမျိုးနဲ့ နော်လောက်ခဲ့တာအခုမင်းအောင်လှန်ရဲ့အတူရောင်ရွေးကောက်ပွဲမှာပါထွက်ပြီးတော့မဲဆွဲရဲတဲ့အဆင့်ထိဖြစ်လာပြီအဲ့ဒါတွေကကျွန်တော်တို့ဘက်ကရန်ကန်မပြတ်တာအများကြီးရှိတယ်နော်အခုဒီပွဲမှာအကယ်ဒမီနေတို့အကယ်ဒမီမြင့်မြတ်အကယ်ဒမီနေဝင်းအကယ်ဒမီအေဂျန့်မောင်အကယ်ဒမီချူလေးအကယ်ဒမီမေမြင့်မှုအကယ်ဒမီအောင်ခိုင်နှစ်ပြောကျော်အောင်တော့နိုင်ဝင်းတွက်လက်စူပါလင်းမင်းညိုအောက်ကပြန်ချီရဲရင်ရောပြော့အောင်စင်ဖြုတ် ကဲဒီစရင်လေးတွေကိုမှတ်ထားလို့ရပါပြီเนาะဒီထဲမှာအစိုးဆုံးကတော့အောင်ခိုင်ပေါ့เนาะအောင်ခိုင်ပြောတဲ့စကားနားထောင်ကြည့်ပါဒီမှာကျုံလုံးတစ်ခါတည်းတတိပြေးလာမှာเนาะလာမဲ့ဒီစင်မှာမှာရွေးကောက်ပွဲရှိတယ်အဲ့ဒီရွေးကောက်ပွဲနဲ့ပတ်သက်တဲ့တင်လာတဲ့ပို့စီကိုမင်းတို့ပုတ်ခဲ့ရတယ်ရှက်မရေးနဲ့เนาะဥပဒေထုတ်ထားပြီးတာအကုန်နားကားသွားမယ်ဟာတိတ်ကောအခုတိတ် ကြားရနော်အောင်ခိုင်ချင်းချောက်တာနော်တွေ့တယ်နော်ဘာဥပဒေလဲဟမ်အာနာယူနပြီးတော့တိုင်းပြည်လုံးတတ်နေတဲ့လူတက်တမားကထောက်တဲ့ဥပဒေကိုမင်းတို့ဖက်ခွက်စားတွေလိုက်နိုင်လိုက်နာပြည်သူကတော့ရအောင်တွန်းလှန်မဲ့ပွဲအဲ့တခုရှိတယ်နော်မင်းတို့နိုင်မယ်ဆိုရင်တော့ခြိုက်တယ်လို့လုပ်ဖို့ချင်းချင်းလေးပဲအဲ့ဒါမဲ့ဒီတော်လန်ရေးမှအခုဆိုရင်ကျွန်တော်တို့တခါတည်းရန်ငါပြတ်သွားပါနော်ကောင်းပါလား တမျိုးကောင်းတယ်ဆိုတော့ရန်ကန်ပြတ်သွားတော့မှုဆိုရင်ဟိုညာနေအောင်မယ်အာဘာပြည်သူဆိုတဲ့ဟာမျိုးအော်နေအောင်မယ်ဘာလို့ဆိုဇော်မဲလုံးဝတဲ့တခါလည်းပြောထားတယ်လေဇော်မဲလုံးကိုလည်းပြောထားတဲ့စကားရှိတယ်ဒီစကားကိုလည်းကျွန်တော်တို့ကလေးစားဖို့လိုတယ်အဲ့ဒါဘာပြောတာလဲဆိုတော့အချမ်းမှတ်သမားတွေနဲ့အတူတူရှင်တွဲနေထိုင်တဲ့ပတ်သက်နေတဲ့ဒူဒီအားလုံးကိုတဲ့တုတ်တင်ရှင်းလင်းရတယ်ပေါ့ဒါအချမ်းမှတ်ဥတွေအရာတဲ့တုတ်တင်ရှင်းလင်းဝင်ရှိတယ်ဆိုပြီးတော့တတ်မှတ်တော့တည်င်းလိမ်ပြန်ကြားရေးဆိုလေဇော်မဲလုံးကိုလည်းပြောထားတာရှိတယ် တော့ကျွန်တော်တို့ဒီစကားတွေကိုအဲ UG ဖွဲ့တွေပြီးလို့ရှိရင်တိုင်းသက်ဖွဲ့တွေအနေနဲ့ online တိုင်းသက်ဖွဲ့တွေအနေနဲ့ကောင်းကောင်းထိမ့်သိမ်းနိုင်ဖို့လိုအပ်ပြီးဘာဖြစ်လို့ဆိုတော့လက်ရှိ CRPH ဆိုတာ2020ရွေးကောက်ပွဲမှာပြည်သူတွေရွေးချယ်လိုက်တဲ့လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ဖွဲ့စည်းထားတဲ့မြန်မာပြည်ရဲ့တရားဝင်လွှတ်တော်ဘာဖြစ်လို့တရားဝင်လွှတ်အခုပဲခတ်ပြီးတော့နိုင်ငံကပါလီမန်ကထပ်ရွေးလိုက်တယ်နော်လွှတ်တော်တွေနိုင်ငံတိုင်းရဲ့လွှတ်တော်တွေအားလုံးဖွဲ့စည်းထားတဲ့ နိုင်ငံကပါလီမန်က CRPHD မြန်မာနိုင်ငံရဲ့တည်သူကိုယ်စားလှယ်ပရေဝင်အဖြစ်ထပ်ပြီးတော့အခွင့်အာဏာအနှင်းထားတာဖြစ်တဲ့အတွက် CRPH ကလက်ရှိအာဏာသိမ်းမင်းအောင်နိုင်ခေါင်းဆောင်တဲ့အဖွဲ့ကိုအကြမ်းဖက်အဖြစ်ကြီးညာထားပါတယ်။အဲ့တော့အရှင်းမှာဇော်မန်လုံးပြောတဲ့ဇာကားနဲ့နှိုင်းရှင်လိုက်မယ်ဆိုရင်ဘာဖြစ်လဲအကြမ်းဖက်ဓမ္မတွေနဲ့အတူရှင်တွဲနေထိုင်တဲ့သူတွေအလုံးကိုတုတ်တင်ရှင်းလင်းခွင့်ရှိပါပြီ။ เนาะအဲ့တော့ဒီလက်ရှိမင်းအောင်နိုင်လို့ရဲ့ဒီဝါဒဖြန့်လိင်ညာရုပ်ရှင်ကားမှာပါတဲ့သူအားလုံးဒီနံပါတ်1အကျန်းဖက်ဓမ္မနိုင်ငံတော်ပုံကန်ထားတဲ့မင်းအောင်နိုင်ဒီအကျန်းဖက်ဓမ္မနဲ့ပါဝင် ပတ်သက်နေတဲ့သူတွေဖြစ်တဲ့အတွက်စီရင်ပြစ်မှတ်ရကောင်းကောင်းအရေးယူရပါမယ်။နောက်ဒါအပြည့်သူမဟုတ်တော့ဘူး။သိကြပါလား။နော်အခုအဲ့ဒီကားထဲမှာပါတဲ့ဒူအားလုံးဟာတော်လန်ရင်အင်အားစုတွေအနေနဲ့စည်ရင်ပြတ်မှတ်ဖြစ်အေးအေးယူဝင်ရှိပါဘူ နော်ဒါဟာပြည်သူအများစုရဲ့စံနှံ့နဲ့လည်းကပ်ကြီးလိမ့်မယ်။ဘာဖြစ်လို့လဲကျွန်တော်ဘယ်ပါတီမှဝင်နေတာဘူးပြည်သူအစ်စ်နော်ဘယ်ပါတီကိုအန်အန်ဒီနဲ့ဝင်ထားဘူးဘယ်မှမဝင်ထားဘူးပြည်သူအစ်စ်ကျွန်တော်တို့ပြည်သူအစ်စ်တွေအများကြီးရှိပါတယ်နော်အဲ့တော့ကျွန်တော်တို့ကဘယ်ဖက်သွားမလဲအခုကျွန်တော်ပြည်သူအစ်စ်နော်ဒါပေမဲ့ကျွန်တော်တို့လူမျိုးကိုစစ်ကောင်စီကမိကြည့်ပြည်သူဆိုပြီးတက်ညာပေးမလားဘယ်လိုလုပ်မှာလဲအဲ့ဒါအဖြေပဲ ဟုတ်တယ်နော်ကျွန်တော်တို့ပြည်သူစစ် RNI ပါတီဝင်တယ်မဟုတ်ဘူးဒါပေမဲ့လို့လက်ရှိအာဏာသိမ်းတာကိုကျွန်တော်တို့လက်မခံဘူးအဲ့ဒီအတွက်ကျွန်တော်တို့လက်မခံတဲ့အရာကိုလက်မခံတဲ့အတိုင်းဖြစ်ဖို့အတွက်ကျွန်တော်တို့ကြိုးစားတယ်ဒါပဲဒါပေမဲ့ပြည်သူဒီလိုလူမျိုးပြည်သူအစ်စ်ပါလို့စစ်ကောင်စီကမိကြည့်ပြည်သူတွေရဲ့ပြင်းထန်တဲ့ဝေဖန်မှုခံနေရတဲ့စစ်ကောင်စီဘက်တော်သားအမှုပညာရှင်များ စစ်ကောင်စီရဲ့ရွေးကောက်ပွဲအတွက်မြန်မာပြည်ရဲ့နာမည်ကြီးမင်းသားတွေပါဝင်တရုတ်ဆောင်ထားတဲ့စစ်တပ်ဝါဒဖြန့်စကားနဲ့တရုတ်ဆောင်တွေအပေါ်တော်လန်ရေးအတိုင်းဝိုင်းပါအဝင်ပြည်သူတွေရဲ့ဝေဖန်တဲ့တွေစုမြန်နေပါတယ်ဘုံထောင်တာတော်လန်ရေးမဟုတ်ဘူးလေအိမ်တွေမိရှုတာကနေမြေရှင်းလင်းရေး လေယုံနဲ့ပြည်သူတွေကလေးတွေပါမကြံဘုံကျဲတာကစစ်စင်ရေးကိုလက်အောက်မှာမလုချင်တဲ့သူတွေကိုဖမ်းပြီးထောင်ချကိုမကောင်းလို့မကောင်းဘူးပြောတဲ့သူတွေကိုဖမ်းဆီးဖျောက်ဖျက်တာကနိုင်ငံရေးစစ်ရှုံးနေလို့လူငယ်တွေကိုပေါ်တာဆွဲတာကတမတော်ပေါ့လေလို့ Revolution Fan World Hope ချာကမြေပြင်ခြေနေနဲ့ကွာဟနေတဲ့အကြောင်းကိုထောက်ပြထားပါတယ် ဒီစကားကစစ်ကောင်စီရဲ့ရွေးကောက်ပွဲတွက်တင်မဟုတ်ပဲပြည်သူ့ဘက်တော်သားတွေရဲ့တရှိမှုကိုပါစကလုံးအုံနှုံအမူအရာတွေနဲ့စော်ကားထားကြတာလို့ပြည်သူတွေကဝေဖန်ကြပါတယ်ပြည်သူတွေပေးတဲ့နာမည်တွေနဲ့အောင်မြင်လာပြီးပြည်သူလူထုကိုကျေးဇူးဆက်လိုက်တာဒါလားပြည်သက်ကိုချစ်တာဒါလားပြည်သက်ရဲ့အမှုပညာရှင်တွေလားမအလားကိုမထောက်ခံလို့အေးဆေးနေလဲရတယ်ကြောက်ကြောက်နဲ့ရရပါတယ်လို့မပြောနဲ့တော့လို့ပြည်သူတအူးကဝေဖန်ထားပါတယ် စစ်ဆိုရာခေအဆက်ဆက်အသုံးပြုခဲ့တဲ့နီလန်တိုင်းအမှုပညာရှင်တွေရဲ့အားကိုအသုံးပြုပြီးရွေးကောက်ပွဲအတွက်ဆွဲဆောင်ခဲ့ပေမဲ့ဒီတစ်ချိန်တော့မှန်းချက်နဲ့နှမ်းထွက်မကိုက်ဘူးလို့ဆိုရမှာပါ။ဘာကြောင့်လဲဆိုတော့ဒီစက်ကထွက်လာပြီးချိန်မှာတော်လန်ရေးကာလအစကအချိန်ကောင်းခဲ့တဲ့ဘော့ဒ်ကတ်ဆိုတဲ့စကလုံးကပြန်လဲရေပန်းစားလာခဲ့တာကြောင့်ပါ။ အဖက်မလုပ်ကြောင်းလူညီဖို့သူတို့အကောင့်တွေကို follow ဖြုတ်ပါ follow ဖြုတ်ပြီး blog ထားရင်ပိုကောင်းပါတယ် follow ထားပြီးအဖက်မလုပ်ဘူးអော်နေတာကြလဲအဖက်လုပ်တယ်လို့ဖြစ်နေတာပါပဲဆရာပါအတီလုပ်ပါမမအကောင့်တွေထည့်ပေးထားမယ်လို့စစ်တက်ကမှုကိုခန့်ကိုကသူ့အကောင့်မှာရေးသားထားပါတယ်အလုံးပါလေရှင်းတယ်ဟုတ်တယ်နော်အဲ့တော့ကျွန်တော်တို့ဘက်ကတော်လိုင်းတိုင်းတက်ဖွဲ့တွေအနေနဲ့ကလည်းလက်ရှိဒီစစ်ကောင်စီကမတရားပြုလုပ်မဲ့ရွေးကောက်ပွဲမှာမတရားအာဏာသိမ်းတဲ့ ဥပဒေကြောင်းအရကြည့်မယ်ဆိုရင်လည်းမင်းအောင်လိုက်အာနာတိန်သားတွေတရားမဝင်ပါဘူးမနက်9နာရီမှတမနာတရားဝင်တာဝန်ထမ်းဆောင်နေတဲ့တမနာအပါဝင်အစိုးရဖွဲ့ကိုလိုက်ဖမ်းတာပါမနက်9နာရီမှကာလုံခေါ်တာဖြစ်တဲ့အတွက်လုံးဝဥပဒေဘောင်မဝင်ပါဘူးအဲ့တော့မင်းအောင်လိုက်ဟာနိုင်ငံတော်ပုံကံမှုကိုကျူးလွန်ထားတဲ့ရာဇဝတ်ကောင်ပါအဲ့ဒီရာဇဝတ်ကောင်ကပြုလုပ်တဲ့အခုအတူရောင်ရွေးကောက်ပွဲကိုဒါဒီရွေးကောက်ပွဲဟာတော့အမှမဲဆွဲနေတာရှိတယ် နော်မဲဆွေဟာရှိတယ်မင်းတို့ကစစ်တပ်အုပ်ချုပ်တာလည်းလက်မခံဘူးတဲ့ရွေးကောက်ပွဲဆိုတော့မင်းတို့ပြည်သူ့ရဲ့ရွေးကောက်ပွဲ2020မှာပြီးခဲ့တယ်အခုလာမယ့်ရွေးကောက်ပွဲဟာဒါရွေးကောက်ပွဲမဟုတ်ဘူးဘာဖြစ်လို့လဲနောက်ဆုံးစစ်တပ်ကိုကိုစားပြုပါတယ်ဆိုတော့ကျန်းဖို့ပါတီဝင်နေတောင်မှပါဝင်ရှင်ပြိုင်ခွင့်ရတာမဟုတ်ဘူးစစ်တပ်ကနေစစ်ဘုတ်ချုပ်ပြီးအကောင်လုံးဘောင်းပြီးချုပ်ပြီးတော့ဟမ်ပါတီတွေဝင်ပြီးလာပြိုင်တာလေဒါရွေးကောက်ပွဲမဟုတ်တာကြီးဟုတ်ဟမ်ဘောင်းပြီးစစ်ဘောင်းပြီးဝစ်ထားတဲ့ကောင်တွေကသူတို့အာဏာကိုလွှတ်ပါမယ် ိုနေရာမှာလွှတ်ချလိုက်ပြီးတော့ဒီအိုင်လာဆိုင်ဆောက်တယ်ဘောင်းကြီးပစိုးဝပြီးတော့အဲသူတို့ပဲအဲ့ရနာပြန်ယူတာဒါရွေးကောက်ဝဲမဟုတ်ဘူးရှင်းရှင်းလေးနော်အာနာကိုတစ်ဖက်နဲ့နဲ့လူယူတာပဲအာနာသိမ်းနဲ့အာနာသိမ်းတော့တရခံဖြစ်သွားတယ်ရဇွေးကောင်ဖြစ်သွားတယ်အဲ့တော့အဲ့ဒီရဇွေးကောင်ဘဝနဲ့လွတ်ဖို့အတွက်ဘာလုပ်လဲအာနာသိမ်းနဲ့ဘောင်းကြီးကိုချွတ်လိုက်တယ်ဟမ်ယူနီမောင်းကိုချွတ်လိုက်တယ်တိုက်ပုံနဲ့ပစိုးဝပြီးတော့ဒီဟာပဲဒီကောင်ကြီးကလာပြန်ဆောက်လာရှင်းရှင်းလေးဒါကဥပဒေကိုလွယ်တုံးစားလုပ်ပြီးတော့ နိုင်ငံအာဏာကိုမတရားနှိမ့်လန့်နဲ့ရိုက်ဖို့ကြိုးစားတဲ့နိုင်ငံတော်ပုံကံမှုကိုကျွလွန်ထားတာပါ။နောက်အဲ့တော့ဒီအဖွဲ့ကိုနိုင်ငံတကာပါလီမန်ကတရားဝင်အတိအမှတ်ပြုထားတဲ့ပါလီမန်ကဘာဖြစ်လဲ။အကြမ်းဖက်ပြင်ညာထားတဲ့ CRPHD တရားဝင်အဖွဲ့စည်းနော်။တရားဝင် CRPHD အကြမ်းဖက်အဖြစ်မင်းအောင်နိုင်လို့အဖွဲ့ကိုညင်ညာထားတာဖြစ်တဲ့အတွက်အခုမင်းအောင်နိုင်ရဲ့အတူရောင်ရွေးကောက်ပွဲမှာပါဝင်လှုပ်ဆောင်တဲ့သူတွေအားလုံးဒီတီတူကိုဒါတိုက်ရိုက်ပုံကံစော်ကားတာပဲ။ ရှင်းရှင်းလေးပဲအဲ့ဒီသူတွေအားလုံးကိုဘယ်နေရာမှာတွေ့တွေ့စီရင်ပြစ်မှတ်ဖြစ်အရေးယူဝင်ရှိပြီဒါသူတို့ဒီပြည်သူမဟုတ်တော့ပြည်သူမဟုတ်တော့ဘူးနိုင်ငံတော်တစ္ဆာဖောက်ဖြစ်ပုံကန်ထားတဲ့ရန်စွဲကောင်နဲ့ပူးပေါင်းတော်တဲ့အကြမ်းဖက်အားပေးတွေပဲဖြစ်တယ်ဒါကြောင့်မလို့အကြမ်းဖက်အားပေးတွေဖြစ်တဲ့အတွက်ဒီနိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားအလို့ကဒီလိုအကြမ်းဖက်ဓမ္မတွေကိုလုံးဝလက်ခံခွင့်မရှိဘူးဒါပြည့်ပြည့်တော်တာပဲဒါကြောင့်မလို့လက်မှတ်ကင်ထားတဲ့ UG တွေတော်လိုင်းအင်အားစုတွေအနေနဲ့လက်ရှိ เนาะဒီမှာပါတဲ့កောင်တွေပေါ့အဲ့ဒါကအစိုးရပြင်နေကြတော့တော့ပြင်စင်ပေးရတော့နားတယ်ဒီလိုကเนาะအစိုးရဆိုတာတကယ်ပြောရင်တကယ်လုပ်တယ်เนาะဟေးအောင်ခိုင်ချင်းချောက်လာတွေ့ရเนาะထောင်ထဲမှာထွက်ရပဲနေတယ်ဟာဟမ်ဒီမှာအောင်ခိုင်အောင်ခိုင်ပြောတယ်ပို့လာကြတဲ့ဘုံကြီးကကျွန်တော်ဒေါ်လာကြီးထွက်ကြလို့နော် တို့လည်းတို့တို့သမိုင်းတို့လည်းတို့တို့သမိုင်းရေးရမှာပေါ့ဒါကလည်းကြတော့ရေးပါရေးပါမင်းတို့သမိုင်းရေးပါတော့ဒါသမိုင်းပဲလက်ရှိဒါသမိုင်းပဲကောင်းတယ်ကျွန်တော်တို့ကြိုက်တယ်တို့အဲ့လိုဖြစ်သွားတာကိုကျွန်တော်ဝမ်းသာဘာဖြစ်လို့နှုတ်မဆိုရင်တောင်းတလို့ပေါ့အာနာမတိန်နေမယ်ဆိုရင်လက်ရှိလွတ်တော်ထဲမှာ25ရာခိုင်နှုန်းကကန့်လန့်ပါနေမယ်ကြံ့ဖို့ပါတီကလည်းကန့်လန့်ပါနေမယ် အဲ့ဒီသူတို့နှစ်ယောက်ပေါင်းပြီးတော့လက်ရှိပြည်သူကိုဒုက္ခပေးနေတဲ့ပြည်သူတွေဘာမှအကောင်အဝင်မရတဲ့ဥပဒေတွေကိုဘာမှပြင်ဆင်ခွင့်ရှိမှာမဟုတ်ဘူးအဲ့တော့ရှင်းရှင်းပြောရင်ဒီမိုကရေစီအယောင်ပြပြီးတော့စစ်တပ်ကရှင်းနေမှာအုပ်ချုပ်ရေးထဲမှာစစ်တပ်သားလေးအဓိကဖြစ်နေတာဟုတ်တယ်လေကော်ဝါးတဲ့ငန်းတစ်ကအဲ့ဒါဒီအုပ်ချုပ်တာမဟုတ်ဘူးကာကွယ်ဦးစီးအုပ်ချုပ်တာ sorry နော်အဲ့ဒီတွေ့အာနာတိုင်းလိုက်တဲ့အတွေ့ဘာဖြစ်သွားလဲဆိုတော့ရန်ငံပြတ်သွားတယ်ဒီဟာတွေနဲ့အကုန်လုံးရှင်းချင်းလေးပဲ ်အခုတခါထပ်ပြီးတော့အဒိုးအေးဒိုးအေးလောက်ကြတယ်အဲဖမ်းတယ်ပြစ်တယ်ခတ်တယ်ကြတော့အော်အဲ့ပြည်တွင်းမှာနေတဲ့လူတွေကြတော့ရှောင်းလွှဲလို့မရကြဘူးခဲ့သူတို့တွေငြိမ်ဝါးတယ်အနုပညာတွေတွေဆိုတော့ငြိမ်ဝါးတယ်နော်အဲအဲ့လိုနားလည်မှုတွေပေးထားကြတယ်ဘဒူကတကယ်အစ်စ်မှန်လဲဘဒူကတော့တစ္ဆာဖောက်တွေလဲဆိုတော့ကိုရှင်းလင်းလင်းပြောတော့ပြောလို့မရဘူးဒါပေမဲ့အခုလိုဟာမျိုးထွက်ပေါ်လာတဲ့အတွက်ဘာဖြစ်သွားဆိုရှင်းဝါးတယ်ဒီမှာကိုချင်းချင်းလေးလေးမိကျွန်တော်တို့ကပေါ်နေမဲ့စော်ပလိုက်လို့ရတယ်ချင်းချင်းလေးလေးပြောလိုက်ဒါအကျမ်းမဲ့အားပေးနေတယ် ဟုတ်နော်ပြည်သူကိုအကြမ်းဖက်နေတဲ့စစ်တပ်ပြည်သူကိုဘုံကျဲနေတာပြည်သူကိုမီးရှို့နေတာပြည်သူကိုစစ်တောင်းထိုးနေတာနေ့စဉ်ရက်ဆက်ပြည်သူကိုတပ်ဖြတ်နေတဲ့အကြမ်းဖက်လက်နက်ကိုင်စစ်တပ်နဲ့ပါဝင်ပူးပေါင်းပြီးတော့ပြည်သူအာဏာကိုမတော်လောဘနဲ့ရယူဖို့လှုပ်တာဒီအကြမ်းဖက်အားပေးနေတယ်ပိုကောင်းတယ်နော်ဒါနာမလို့ဒီရုပ်ရှင်ကရိုက်တဲ့အကောင်တွေကိုလေကျေးဇူးတင်လိုက်ခင်ဗျားတို့ကျွန်တော်တို့ပြည်သူတွေအနေနဲ့အကောင်ပြောတာဘာဖြစ်လို့လဲသူတို့ကတက်တတိရှိရှိသူတို့ထပ် သူတို့သူတို့ဘာဆိုတော့ဖြတ်ပြရဲတာနော်အဲ့ဒီအတွက်ကိုဘက်ကလောက်တဲ့နေရာမှာပြတ်သားဖို့ပဲလိုတယ်နော်အဲ့တော့ကိုဘက်ကလောက်တဲ့ဒူတွေပဲပြတ်ပြတ်သားသားရှိဖို့လိုတယ်ဥပဒေဥပဒေထောင်းတိုင်းပဲဟုတ်တယ်နော်တိုင်းပြည်ကိုအကျန်းဖက်ပုံကန်းနေတဲ့လက်နက်ကင်နေတဲ့ပူပေါင်းွားတဲ့အကျန်းဖက်အားပေးတွေကိုအကျန်းဖက်တိုက်ဖြတ်ရေးဥပဒေဆိုတာရှိပါတယ်အကျန်းဖက်တိုက်ဖြတ်ရေးဥပဒေအတိုင်းဥပဒေကိုဥပဒေအတိုင်းတိတိကျကျကိုဘက်ကလူတွေလှုပ်ဖို့အချိန်တန်ပါပြီဒါပါပဲเนาะ